မိဘရှိမှငုံမိတဲ့အထိဟမ်းမဆောင်နိုင်လောက်အောင်ချစ်ပေမယ့်အဆုံးသတ်ခဲ့ရတဲ့လင်းအောင်ခေရဲ့အချစ်ခရီးပရိသတ်များလုံးမမင်္ဂလာပါရှင့်ကျမတို့ရဲ့ Igris Diary Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ရပိုင်းမှာ Nova Yeta နဲ့လွမ်းပိုင်တို့ရဲ့အရှုပ်ကိုပရိသတ်တွေပုံမှန်လေးလေးမြင်ခဲ့ကြရတာဖြစ်ပါတယ်။လွမ်းပိုင်ရဲ့နောင်မီးလေးမှုတွေကိုမကျေနပ်လို့ Bobby Sasa ရဲ့အရွယ်တချင်းကနေအခုလိုမျိုးဇလန်းကြီးတွေရှုပ်လာကြတာဖြစ်ပြီးတော့အနုပညာလောကရဲ့အခြေရေးအရှုပ်ဆက်ကြီးပါပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အရင်တည်းမှာအနုပညာရှင်ကြီးတွေတာမကအင်ဖလူအင်ဆာတွေပါမကြမ်းလူတည်နေတဲ့အရှုပ်စရာတွေပေါ်လာခဲ့ရဖြစ်ပါတယ်။ဒီအထဲမှာဇလန်းတွဲတရုပ်ဆောင်လင်းအောင်ခင်းနဲ့လူငယ်တွေရဲ့အကြိုက်အစိုးရမှလေးစုလိုက်တို့ရဲ့ချစ်ရေးကလည်းပေါ်ထွက်လာခဲ့ရဖြစ်ပါတယ်။ဘသူမှမထင်ထားလောက်တဲ့ကိစ္စဖြစ်ပေမဲ့စုလိုက်တို့ဇုံတွဲကလည်းနှိရှေအကြာကြီးတွဲလာတဲ့ဇုံတွဲဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။လိပ်ပြာတခြင်းနဲ့ပရိသတ်တွေကြားမှာနေရာရလာခဲ့ရဖြစ်ပြီးတော့မြမကြီးမှသူများနဲ့မတူတဲ့တန်စင်ချိုချိုအေးအေးလေးတွေကိုဖန်တီးတတ်တဲ့စုလိုက်က ယောက်ျားလေးတွေရဲ့အသေးအစွဲအစိုးရမလေးတယောက်ပဲဖြစ်ပါတယ်။တရုတ်ဆန်နဲ့မြန်တပ်ပေါင်းနဲ့မြန်မာစကားကိုပီတာအောင်ပြောတတ်တဲ့သူမရဲ့ပုံစံတွေကြောင့်လူတွေကပို့ပြီးတော့သဘောကျခဲ့တာဖြစ်ပါတယ်။သူရဲ့အခြေအကျိုးကိုလည်းအမြဲတမ်းစိတ်ဝင်စားခဲ့ကြပါပဲ။တေချာရေရတဲ့အဖြေပဲတော့မှမပေးခဲ့တာပဲဖြစ်ပါတယ်။ ။လေးအောင်ခေတ်ကလည်းအဲ့ဒီနီးတူပါပဲ။ဟာတာဗီဒီယိုတွေကိုရုပ်ရည်ချောချောလေးနဲ့ဇလန်းဇညွန်ကိုယ်တိုင်ပြင်ဆင်ပြီးတော့ရိုက်ကူးတဲ့အရေးချင်းရှိသူလည်းဖြစ်ပါတယ်။မင်းသားတယောက်ဖြစ်ပေမဲ့လည်းကြော်ညာတွေကိုပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တဲ့ကြော်ညာမင်းသားတယောက်ဖြစ်ပြီးတော့အမြဲပေါ်ပါနေတဲ့ပုံစံတွေကြောင့်မိန်းကလေးပရိသတ်တွေများစွာပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ဒါပြင်နာမည်ကြီး influencer တွေကိုလည်းအမြဲလက်တွဲခေါ်ပြီးတော့ကြော်ညာတွေအတူရိုက်ကူးကြပြီးအောင်မြင်မှုတွေရရှိနေတဲ့သူတယောက်ပဲဖြစ်ပါတယ်။ ဒီလိုမျိုးပြိသက်ကိုစင်းတဲ့လူငယ်တွေကြောင့်မှနာမည်ရှိကြတဲ့အနုပညာရှင်တယောက်ဟာရှစ်နှစ်တာတက်တန်းရှိပြီဖြစ်တဲ့ချစ်သူတွေဖြစ်ပါတယ်။အခုလိုအောင်မြင်မှုတွေမရကြခင်ကတည်းကတွဲနေခဲ့ကြတာဖြစ်တယ်လို့လည်းသတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ဆောင်တော်လွန်နဲ့သူတို့နှစ်ယောက်ကြောင့်ပြိသက်တွေကတော့သတိမထားမိခဲ့ကြပါဘူး။ သူတို့နှစ်ဦးကတော့ကြောင်ရီတောင်အတူရိုက်ကူးခဲ့ကြသေးရဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီရှင်းနှစ်တောင်အချစ်ကပြက်စီးသွားခဲ့ပြီပဲဖြစ်ပါတယ်။မင်းအောင်ခေကစုလိုက်တဲ့အခုလိုမျိုးမတော်တဆပရိသတ်တွေစီမှာမိသွားခဲ့တာဖြစ်တဲ့အတွက်အစဉ်ပြေဖို့မနှဲစူးစားခဲ့ရပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့အဆုံးသတ်ခဲ့ရတာဖြစ်တယ်လို့အတွင်သတင်းတွေအရသိခဲ့ရတာပဲဖြစ်ပါတယ်။စုလိုက်ပေါ်မှာအချစ်စနဲ့ချစ်ခဲ့ပေမဲ့အဆုံးသတ်မှာတော့အခုလိုလန်းခွဲခဲ့ရလို့အမေဖြစ်သူရှေ့မှာတောင်မထိန်နိုင်လောက်တဲ့အထိမျက်ရည်တွေကျပြီးတော့အသေးကွဲနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပုံရိပ်တွေကြောင့်သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုအဆုံးသတ်ပြီးဖြစ်ကြောင်းပရိသတ်တွေကသိရှိခဲ့ကြတာပဲဖြစ်ပါတယ်။ဘော်ဘီဆွန်ဆိုင်ရဲ့တချင်းကြောင့်အပုပ်တွေအကုန်ပေါ်ခဲ့ပေမယ့်လေယောင်ခေတ္တဆောင်တွေကတော့အမှတ်မတင်ပါသွားခဲ့ပြီးလမ်းခွဲတဲ့အထိအခြေအနေတွေဆိုးသွားခဲ့တာဖြစ်ပါတယ်။သူများရဲ့အရှုပ်တွေကြားပါရင်းနဲ့အခြေရှုံးသမားဖြစ်သွားခဲ့ရတဲ့လေယောင်ခေအပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။